ငွေစင်များမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ manifestation နဲ့ပတ်သက်ပြီးတော့เนาะကျွန်တော် post လေးတင်လိုက်ပို့တင်နေပေါ့เนาะငွေစင်များစုနဲ့စိတ်ဝင်စားကြတယ်အခုကလည်းပြန်ပြီးတော့ခေစားလာတယ်သူတို့ရဲ့ပြောပုံများလည်း manifestation and spiritual awakening ဟာအဲ့ဘာနှစ်ပေါင်းတတော်ကြီးချားတဲ့ခါမှာပြန်ပြန်ပေါ်တယ်ပေါ့လေလူတွေမှာအကြက်ကဲအကြက်တဲ့ရမ်းများပြီအော်ခေစားလည်းပြောတယ်ဆိုတော့မှလှုပ်လို့မရတော့ဘူးဆိုတဲ့အခြေအနေမျိုးတွေမှာဒီ spiritual awakening ကိုခေါ်တယ် ီပြန်လည်ပြီးတော့မှလို့ထလာတယ်ပေါ့နော်စိတ်ဝိညာဉ်ဆိုင်လို့ထခြင်းပေါ့ဒါမျိုးရှိလာတယ်လို့ပြောကြတယ်ပေါ့စိတ်ဝင်စားတဲ့သူတွေကလည်းပုံပုံများလာတယ်ပေါ့နော်ဒီထဲမှာကျွန်တော်လည်းတရားပါဝင်ဖြစ်တယ်ဒီဒီကိုဗစ်ကာလမှာအဲ့လိုသွားလှူရှောင်းမှုတွေကိုရပ်သွားတယ်နောက်ဟိုစာပေရေးတာပေါ့ကျွန်တော်တို့ဆိုစာစာမှုတွေရေးတယ်ဒီကာတွန်းတွေရေးတယ်ဒါလေးပြတ်သွားတဲ့အခါမှာဘယ်လိုဆက်လုပ်ရင်ကောင်းမလဲရှေ့ဘဝအနာဂတ်မှာရမ်းများပြောက်ပြီးလားဆိုပြီးဆိုရင်အခါမှာဒီစိတ်ပြန်ကျင်းကျက်သွားတယ်ပေါ့နော် ကိုယ့်ရဲ့ဒီအနာဂတ်ဘယ်လိုများဖြစ်မှာလဲဆိုပြီးတော့ဒီစိတ်လှုပ်ရှားပြီးတော့စိတ်ပြန်ရန်တွေ့ဝေရနေပြီးတော့နောက်ဆုံးမှတော့ဒီလိုပဲပေါ့နော်ဟောဝေကနေဖြစ်လို့ပဲပြောရမလားဒီနေ့မှာတော့ကျွန်တော်လည်းအဲဒီမှာကျွန်တော်ဒီ manifestation ပတ်သက်တဲ့ဗီဒီယိုတစ်ခုကိုကြည့်လိုက်ရတယ်ပေါ့နော်အဲဆရာမပီလီဇီယန်ပေါ့အခု any diary ဆိုပြီးတော့ဆရာမတော့ YouTube မှာ page ရှိတယ်ပေါ့နော်အဲသူ page မှာသူကနေပြောထားတယ်ဒါပြောလေပေါ့သူဘလောက်ပဲအချင်းချင်းဖြစ်ပါစေဒီမှာလို့ဆိုတဲ့လူရင်းကြံစားမိနိုင်ရပါလို့ ကယ်ကယ်ရမ်းဖြစ်ပြီးဆိုပေမဲ့လူအသက်ရှင်နေတဲ့မြားနော်ဉာဏ်ပညာရှင်ရှိနေတဲ့မြားဘယ်တော့မှဘဝနေဘုံချုပ်ဖို့စေပုံစံမျိုးပေါ့ဆံမလည်းပြောပြရင်လည်းသူ့ရဲ့ဘဝကိုပြောပြရပါတော့အဲ့လိုပြောပြရင်လည်းသူလည်းဒီလိုပဲအကြောင်းတက်ကတူတိန်တန်းလာမှာပဲဘဝကအကြောင်းပဲပြီးတော့သူကကယ်ကယ်ဖြစ်သွားတယ်ပေါ့နော်အလိုလိုကကြတော့လေဝဲမရသေးဘူးမိသားစုကိုလည်းဆောင်ရှောက်ခြင်းနဲ့ဘယ်လိုလုပ်ရင်ကောင်းလဲဆိုတာနေဆံမအဲ့ဒီဒီ manifestation video တခုကိုသူများထောင်တယ် ခုမကောက်နေမှာပေါ့ပြည်စမနားထောင်ပြီးတော့ငါလည်းပြောင်းလဲလို့ရရမယ်ဆိုပြီးတော့ manifestation တွေစမနားလဲသွားတယ်ဒါလည်းအစစ조사တယ်ပေါ့အဲ့မှာလည်းစနစ်ကြီးတော့အများကြီးရှိတာပေါ့နော်ဟို3 6 9 method လို့ပြောလဲရှိကြတယ်အဲ့လိုမျိုးမျိုးရှိရတဲ့မှာစမကလည်းသူလည်းစမ်းကြည့်ရင်လည်းသူအောင်မြင်ခဲ့တာလေးကိုပြန်ပြီးတော့ share လုပ်ထားတာပေါ့နော်ဒါကြောင့်ကလည်းအဲကျွန်မ follower တွေနဲ့ဖတ်ရင်လည်းဘုသူ့တာလည်းရတယ်စိတ်လည်းစိတ်ဝင်စားတယ်ဒါတော့စိတ်ဆိုင်းရင်လည်းပေါ့နော်မြတ်စွာဘုရားရှင်ဟောထားတဲ့တရားတွေလည်းမြင်တာဘူးလေ ဆန္ဒစိတ်ကြောင့်ဝီဒီယိုပြင်မှတော့ပေါ့ဆန္ဒကပြင်ထိုင်အောင်ပြင်ကြတယ်ပေါ့ဟိုစူးစမ်းဖို့တော့လိုတယ်ဝီဒီယိုဆိုင်အောင်လို့ဒီပုံစံမျိုးပဲသွားတယ်ဆိုတော့ကျွန်တော်သိလိုက်အဲ့မှာဆန်မားနဲ့ပထမဆုံးအဲ့မှာ free class တွေခုရှိတယ်ပေါ့နော်ပထမဆုံးနေ့မှာသူကဘာလေးလိုတာလဲဆိုတော့ဒီလိုမျိုးပေါ့နော်မိမိအတွက်ထူးခြားတယ် feather ဒီ feather လေးတစ်ခုကိုရှာဖွေရမှာရှာရမယ်ဆိုတာဒီလိုဒီ feather တစ်ခုကိုရှာတယ်ဆိုတော့ဘယ်လိုမျိုးနေရာမှာမရဘူးလဲဆိုတော့ဥပမာမျက်တည်အများကြီးမွေးထားတဲ့ဟိုမှတ်မွေးတဲ့ နေရာပေါ့တင်းဆန်ဥယျာဉ်လိုမျိုးနှစ်တွေမျိုးစုံကျဆင်းနေတာမျိုးမရှိနေပဲမိမိအတွက်ထူးခြားစွာပေါ့လေဒီကျွန်တော်နားလည်သလောက်ဆိုရင်တော့ဒီ universe နဲ့ပေါ့ကိုနဲ့ချိန်ဆက်လာချိန်ဆက်လာဆိုတော့သူကရှားမယ်စိတ်လေ့ကျင့်ကံနံပါတ်1ပါဒီလိုမျိုး feather ကချောင်းရှားမှာပေါ့တင်းနန်းသားတွေလည်းရှိကြတယ်ပေါ့နော်တင်းနန်းသားတွေလည်းချိုးလဲအားရတဲ့ကြောကျွန်တော်ကြတော့လေအဲ့တော့ကျွန်တော်အိမ်ပြောင်းပါစားဆိုတော့အိမ်သားမှာအဲ့လိုမျိုးမရှိနေဘူးပေါ့နော်အိမ်ရဲ့အထောက်လည်းမသိဘူးကျွန်တော်ကတစ်ပင်နေပါပြီးတော့ရှိတယ်မယ်ချင်းနဲ့နေပါဒါတော့မရှိဘူး defender တစ်ဆောင်းလည်းဖြစ်နေရမှာပေါ့နော်ဟိုငံမွေးပုံလိုက်ကြီးစီးနေညမှာသွားပေါက်လာတာမျိုးပဲနဲ့မိမိနဲ့ဒီ universe content ရှိနေတယ်ဟို content ဖြစ်တယ်ဆိုတော့ပြဖို့ defender တစ်ဆောင်းလို့လဲဆိုတော့ဒီနေ့မှာစတင်နေအဲ့အဲ့မှာတင်တဲ့တဝိုင်းလုံးမှာပေါ့ဒီနေ့စတယ်ပေါ့နောက်နေ့မှာကိုကဒါ manifest လုပ်အောင်ပါပေါ့ကိုနဲ့သက်ဆိုင်တဲ့ defender လေးတစ်ဆောင်းရပါစေဆိုပြီးတော့ manifest လုပ်အောင်ပါကျွန်တော်တို့စလည်းတက်တာလည်းဟုတ်ကောဟုတ်ရတာဒီတန်တရားတွေပွားမိတယ်ပေါ့နော် VC ကိစ္စတွေပွားတယ်ပေါ့ ဟိုကောဟိုလာဟာတို့တွေနဲ့ဆက်ပြီးရှိပါတယ်ဒီ pattern ချောင်းကဘယ်ဟာရပါမယ်ဟိုစိုးရည်အဲဒုတိယမြောင်းကြီးသင်တန်းပြန်ခွင့်တဲ့ခါကျတော့တကယ်ချင်းနေဒီ zone test ကတကယ်ချင်းနေပြကြတယ်ပေါ့နော်တို့တွေက feather လေးချောင်းလေးထူးဆန်းသွားပဲရကြတယ်ပေါ့ချိုးလည်းမမြော်နေမဲ့အဲ့ရလေးကိုကြာလာတယ်တချို့ကြာလည်းအဲ့လိုဈေးသွားနေတွေ့တယ်ပေါ့အဲ့လိုမျိုးမျိုးနဲ့ရတယ်မှာသင်သင်တန်းက3-4ရောက်တော့ကမရနိုင်သေးဘူးပေါ့နော်အဲ့ဒါနဲ့ဆရာမပြောတော့ဘယ်လိုလုပ်အောင်လဲမရနိုင်ဘူးဆိုတော့ဆရာမစိတ်ကိုထမ်းပြီးတော့ထက်မြင့်မှာပေါ့နော် manifest ရဲ့သဘောကဒါပါပဲမရသေးတာလေးကို ကျပြီးပြီဆိုပြီးတော့ပျော်တဲ့စိတ်ကလေးနဲ့ငါတင်တန်းအတွက်တော့ဖေသာလေးကိုငါရှားလိုက်ပြီရလိုက်တဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့သူကဒီလိုစိတ်လေးကိုမွေးခိုင်းတာပါကျွန်တော်လည်းဒုတိယအနေမှာဆက်ကြိုးစားလိုက်တယ်ဆက်ကြိုးစားတယ် manifest ကိုဆက်ကြိုးစားတယ်စိတ်လေးကိုကြည်နေအောင်အဲတမထလေးပွားလိုက်တယ်ပေါ့မေတ္တာပွားပြီးတော့မနေ့ပြန်မနေ့မှာတင်တန်းမှာဖေသာလေးရတဲ့အတွက်ငါလည်းဝမ်းသာပါတယ်ဆိုစိတ်နဲ့ပြေးလိုက်တာပါနောက်နေ့မနေ့ကျတော့အင်္ဂါ ဒီမလေးကိုចောင်းတာပုံကိုဆိုင်ကယ်ကိုချန်ပီယံကိုထွန်းတဲ့အခါမှာချန်ဝင်းရဲ့အတွင်းမှာပဲဆိုင်ကယ်ပေးနေရမှာဒီလိုဖဲဇာလေးတစ်ချောင်းပေါ့နော်ထူးထမ်းသွားပဲပေါ့လက်ရှိကဒါဒီရောကျွန်တော်ဘောင်ရဲ့အမှတ်ရပထမဆုံးနေနေပေါ့နော်ဒီ universe နဲ့ဟိုချိတ်ဆက်မိတဲ့အကြောင်းလေးခန်းစားချက်လေးကိုပြောပြနေဖြစ်ပါတယ်မာနာရှင်လည်းဟိုသိခံပြီးပါနော်ကိုကြုံတွေ့ရတယ်ကိုနားတယ်ဆိုတာပေါ့နော် manifest ဆိုတာပါလဲဆိုတာကိုစနားလာနားနေခဲ့ရတယ်ဒါဆီမှာအဲ any chance ပေါ့နော် editor ရေး page admin ဆရာမ edition ပြည့်စုံများဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့မျိုးပဲဒါ manifest ကိုစိတ်ဝင်စားတကယ်ချင်းကိုရဲ့တွေ့ကြုံမျိုး share လုပ်ပြီးဖြစ်ပါတယ်ထူးဆန်းစွာပဲဒီ website တစ်ချောင်းကိုရရှိခဲ့တဲ့အကြောင်းဖြစ်ပါတယ်เนาะကျေးဇူးများဖြစ်ပါတယ်